This is beautiful. Whoa! Should I get in? Get in! Okay. Let, me get, Let me get in a second. Tesla? Do you want my notes? Yeah. Uh, they gave me notes. I said, I'm not Biden. I don't need notes. yeah. Uh, ကဲကောင်းဆိုရင်ဒီတစ်ပတ်ကလည်းအဲ့လိုမျိုးပြောစရာဖြစ်လာပြန်အောင်တမရထရမ့်ကိုယ်တိုင်အခုကတက်စလာကား အရောက်မြင့်တီကိုအင်ဗျူတော့မှာထုတ်ရတဲ့ဗီဒီယိုတွေကြည့်လိုက်ရတာပေါ့ကျွန်တော်တို့ဟုတ်လားဆိုတော့ဒီလိုမျိုးဖြစ်ရတဲ့ကိစ္စကလည်း Tesla ကားကလည်းတကဘာလုံးမှာအရောက်ကျတယ်နောက်ပြီးတော့ stock share တွေကလည်းကျတာ哦ဆိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီ Elon Musk ပေါ့နော် Elon Musk ကခုနကဒီ DOG ဆိုရရဲ့စွမ်းဆောင်ရေးစောင့်ကြည့်ရေးဌာနဒီဌာနကြီးမှုအနေနဲ့ပေါ့သူကခုနကအစိုးရ budget တွေဖြတ်တယ် ဟုတ်လားအစိုးရဝန်ထမ်းတွေကိုဖြုတ်တယ်အဲ့ဒါအပြင်ကိုခုနကဒီဒေဘာလုံးမှာရှိနေတဲ့လက်ရာဇွန်ပါတီတွေကိုပါထောက်ခံတဲ့အခါမှာကြာတော့အဲ့မှာလူတွေကဝိုင်းပြီးတော့ဟိုစန့်ကျင်ကြတာပေါ့ဟုတ်လားဆိုတဲ့အခါမှာကြာသူ့ရဲ့ခုနကအဲ reputation ကြာတယ်ခုနက stock ဈေးတွေကြာတာပေါ့အဲ့ဒါဒီအပြင်ကိုပြီးခဲ့တဲ့အပတ်ကတိတ်မကြတယ်ဟုတ်လားကျွန်တော်တို့ကြားလိုက်ရတာဒီနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုနဲ့ပါအဲ အစိုးရဖွဲ့အတွင်းမှာစကားများကြတယ်လို့ကြားတာ။ဆိုတဲ့ခါမှာကြတော့အခုဒီအဲအင်ဘူရောကားရောင်းမြင့်တီးပွဲကိုကြည်ရတာတော့ဒီအီလွန်မတ်စ်နဲ့တမရာထရန့်ရဲ့ဂျားကဆက်ဆံရေးကအမတန်ခိုင်မာနေတော့မယ်လို့ပြတာတဲ့ပွဲလို့ပြောတာပေါ့နော်။ဟုတ်ကျွန်တော်ပြောချင်တာကဒီထရန့်ဆိုအပ်တက်လာကလေးကဒီ institution တွေကိုဖြိုဖျက်ဖို့စ조사ခဲ့တယ်လို့ သတင်းစာတွေဝိုင်းပြီးတော့အပြစ်တင်ရေးသားကြတာတွေ့ရတယ်။နံပါတ်1အဲနံပါတ်2ကတော့ဒီ international order the world system ကိုဒီကဘာရဲ့လက်ရှိသွားနေတဲ့စနစ်ပေါ့။အဲ့ဒါကိုအာကမောက်ကမဖြစ်အောင် app site down ဖြစ်အောင်လုပ်နေတယ်အဲ့လိုသတင်းစာကြီးတွေနဲ့ဝိုင်းပြီးပြောကြတယ်။ commentator တွေကပြောကြတာမျိုးရှိတယ်။နှစ်ခုတော့တွေ့တယ်။နံပါတ်3ကျွန်တော်တွေ့တာကတော့ ဒီနေ့အင်ဘီရိုလို့ခေါ်တဲ့ကဘာမှာလုံခေါင်းနဲ့ပေါင်း80 80အတွင်းမှာကဘာမှာအရေးကြီးဆုံးဖြစ်တဲ့တမိုင်းဆိုင်ရာ decision တွေကိုဆုံးဖြတ်ချက်တွေကိုချပေးခဲ့တဲ့ဒီဘက်မှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချပေးခဲ့တယ်။မှားလည်းရှိနိုင်တယ်၊မှန်တာလည်းရှိနိုင်တယ်။နော်။အီရတ်ကိုသိမ်းမဲ့ကိစ္စ၊အာဖဂန်နစ္စတန်ကိုသွားမဲ့ကိစ္စ၊ဘင်လာဒန်ကိုရှာဖွေတွေ့ရှိတဲ့ကိစ္စအဲ့လိုကိစ္စတွေပေါ့နော်။ climate change အကုန်လုံးပေါ့နော်။ အဲ့လားအဲ့ဒါနဲ့ပတ်သက်လာရင်ထွက်ပြီးတော့ပြောတယ်အားလုံးကတကဘာလုံးအာယုံဆိုင်ရတဲ့ Imperial White House ကဒီနေ့ဒီချိန်မှာတော့ Car Showroom ဖြစ်သွားတဲ့ကိစ္စပေါ့နော်ဒါ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 ဘေးအခြေအနေကိုကျွန်တော်တို့သွားနေပြီလဲဆိုတော့ကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်ကျွန်တော်ကတော့နံပါတ်1အနေနဲ့ကျွန်တော်ကတော့ဟိုကွန်မန့်လုပ်ချင်တယ်ပြောချင်တယ်ကျွန်တော်ကဒါနံပါတ်1ချန်နေနေပြောနေနံပါတ်2ကတော့ကျွန်တော် Trump ကအမြဲတမ်းပြောနေ America First Protectionism ဆိုတော့မိမိရဲ့ဟာကိုကောက်ွက်တာ ဆိုတော့ဒါကဒီနေရာမှာလဲကျွန်တော်ထင်တယ် Trump ရဲ့တကယ်ရုပ်လုံးကိုကျွန်တော်ထပ်ပြီးတော့မြင်ရတာပေါ့နော်ဆိုတော့ဘာလို့ကျွန်တော်ချက်ချင်းပါရတောက်သွားတယ်ဆိုတော့ဒီလူတွေကိုကြည့်ပြီးတော့ဘာပါတွေ့လဲဆိုတော့သူတို့မှာအင်းုံကြီးတဲ့ big ego အမတကယ်ကြီးတဲ့အတ္တတွေရှိတာကျွန်တော်တို့တွေ့ရတယ်နံပါတ်1ကတော့မြန်မာပြည်အကြောင်းချက်ချင်းတွားပြီးစဉ်းစားမိတယ်ကျွန်တော်ကမြန်မာနိုင်ငံအကိုဘာလဲဆိုတော့မြန်မာနိုင်ငံမှာလည်းစစ်တပ်ကနေပြီးအဲ့လိုပဲနိုင်ငံရေးဝင်လို့တယ်စီးပွားရေးဝင်လို့တယ်တိုင်းပြည် ပြတ်တယ်အဲ့လိုမျိုးပေါ့အမေရိကန်မှာလည်းတိုက်ကွန်းတွေခရိုနီတွေစီးပွားရေးသမားတွေကအင်ပီရိုဝင်စီးတဲ့ကောင်မှာဒီနေ့အမေရိကန်မှာဘာဖြစ်နေလဲအဲ့ဒီ impact ကလည်းကမ္ဘာမှာဘလို့တိုက်ရောက်မှုတွေရှိနေလဲရပောင်း90တွင်းမှာဟာလာပါဝါလို့ခေါ်တဲ့အာနာရယ်ပြီးတော့ပတ်ဆံရယ်ကဘလောက်ဒီကျွန်တော်တို့ကဘာတစ်ခုလုံးဘလောက်ထိအောင်ကျွန်တော်မောက်ကုန်ပြအောင် လုပ်နိုင်တယ်လဲဆိုတာကိုအဓိကအဲ့ဒါကိုကျွန်တော်နံပါတ်1နဲ့ comment ပေးချင်တယ်ဆိုတော့ခုနကဒီ ီလိုမတ်စ်ကပြောရမယ်ဆိုလို့ရှိရင်တော်တော်များများဝိုင်းပြီးပြောနေကြတာသူက elected person မဟုတ်ဘူးဟာလားမဲနဲ့ရွေးကောက်ပွဲကနေတက်လာတဲ့နိုင်ငံရေးသမားမဟုတ်ဘူးပေါ့ဆိုတဲ့အခါမှာကျတော့သူကဝင်ပြီးတော့ခုနကကအင်ဗျူရောမာနေရာတစ်ခုရနေတဲ့အခါမှာကျတော့တကယ်တမ်းခုနကအစိုးရဝင်ကြီးဌာနတွေကိုတကယ်တာဝန်ခံရတဲ့ဝင်ကြီးတွေပေါ့ဆိုတော့သူတို့ကတော့အဲအဲ့လိုမျိုးပေါ့နော်ဟိုအမြင်ပေါ့ ဲ့ဒါကြောင့်လဲကျွန်တော်ထင်တယ်ခုနကကျွန်တော်ပြောလိုမျိုးပဲဒီစီဝေးဝဲမှာဒီနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုနဲ့အီလွန်မတ်စ်တို့ဒီစကားများကြတဲ့အထိဖြစ်တယ်ဆိုတာမျိုးဖြစ်လာတာ哦ဆိုတော့ကျွန်တော်ကျွန်တော်မြင်လာတာအရင်ကမျောလင့်ထားပြီးသားဖြစ်နေခုနကပြောတဲ့ big ego ရဲ့ clash ဖြစ်တာပဲ it kind of bull right ဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီမာကိုရူဘီယိုကနိုင်ငံခြားရေးဝန်ကြီးဖြစ်နေသူ့ရဲ့ခြေစားလက်စကိုမြင်ရမယ်လို့ ဟလာသူ့ရဲ့ nomination ရပြီးတဲ့အချိန်နဲ့အားလုံးမျောလင့်ထားကြတယ်။ကဘာလည်းမျောလင့်ထားတယ်။ဒါပေမဲ့သူ့ရဲ့ခန့်ကဏ္ဍကဟိုမတ်မီလာယူကရိန်းသမ္မတ Zelensky လာတဲ့အခါမှာဟလာဒီပွဲကိုယူသွားတာက Trump နဲ့ Zelensky နဲ့ပြီးတော့ဒုတိယသမ္မတဖြစ်တဲ့ JD Vance ပေါ့နော်။ဆိုတော့အခု Marco Rubio ရဲ့ခြေပြောင်းနေတာပေါ့။ဆိုတော့ဒါပေမဲ့ New York Times သတင်းစာကြီးကနော်မတ်လ9ရက်နေ့မှာ ထုတ်တယ်သူ့ရဲ့ scoop ပေါ့သူ့ရဲ့ scoop ပေါ့အဲ့ scoop ကဘာလဲဆိုတော့ဒီအဲ့ cabinet meeting မှာပဲအာလာ Elon Musk နဲ့ Marco Rubio ရဲ့ကြားထဲမှာဖြစ်တဲ့ပြဿနာတွေသူတို့နှစ်ယောက်အပြည့်အကြီးအကျယ်စကားများတဲ့ကိစ္စတွေပေါ့နော်ဒါ cabinet meeting မှာဖြစ်တာဒါပေမဲ့အဲ့ဒီအာမတိုင်ခင်မှာလဲတခြားမှာရှိတဲ့ department တွေတခြား ministry တွေဝန်ကြီးဌာနတွေနဲ့ Elon Musk ကြားထဲမှာအဆဖြစ်နေပြီလူတွေဖြုတ်တဲ့ကိစ္စတွေ ဟဲ့လားအခုလိန်ပြတ်တဲ့ကိစ္စမှာလည်း control tower လူတွေဖြုတ်ရမှာလားဆိုတဲ့ကိစ္စတွေ NAB တယ်လိုင်းအရှိန်မြင့်လာတဲ့အခါမှာအခု US ကလူပေါင်း1500ဖြုတ်တဲ့ကိစ္စတွေဆိုတော့ဟိုဘက်ဒီဘက် Elon Musk နဲ့ဒီဒီ Marco Rubio နဲ့ကြမ်းမှာဖြစ်တဲ့ကိစ္စတွေပေါ့နော်ဆိုတော့အဲ့ဒါကြောင့်အဲ့ဒါကြောင့်လည်း Elon Musk ကပြောတယ်မင်းက Golden TV မင်းက TV မှာတော့မင်းသားကြီးပေါ့အဲ့လိုပြန်ပြောတာမျိုးပေါ့နော်ဒါဒီဘွဲတွေအစတုန်းဟိုဘက်ဒီဘက်အပြန်လဲညင်းပွားနေတဲ့အချိန်မှာ Trump ကဘွဲကိုထိုင်ကြည့်နေတယ် နောက်ဆုံးပေးချက်မှာနောက်ဆုံးပေးချက်မှာဟဟလာ तू ကဒီနယူးယောက်တိုင်းသတင်းစာရဲ့အဆိုအရဆိုရင်ဒါအားလုံးလည်း report လုပ်ကြပါတယ်ဆိုတော့ဒါနောက်ဆုံးပေးချက် Trump ကဟဟလာ Rubio ဘက်ကဝင်ပြီးရက်ပေးတယ် तू ကအလုပ်တွေအများကြီးလုပ်ရအရန်လင်းပင်မနဲ့ဟဟလာ a very busy လို့လည်းဝင်ပြောတယ်အလုပ်လည်းရန်လုပ်ရတာပေါ့နော်ဆိုတော့အဲ့ဒါကိုကြည့်မယ်ဆိုရင်တော့ Trump ကကြားတဲ့နေပြီးအနှစ်အောင်လုံးကို cease fire လုပ်ရမယ်ပြီးတော့ကြားတဲ့ now now ပြန်ကြည့်မယ်ဆိုရင်တော့ အထရမ်ကဖလော်ရီဒါမှာရှိတဲ့အင်တော်ကိုခေါ်သွားပြီးတော့နှစ်အောင်လုံးညံ့ဆန်စားတယ်ပြီးတော့သူတို့ပြောချင်တဲ့ message ကပြောချင်တာကတော့ peaceful coexistence step ပေါ့ပြောချင်တာကတော့ညီညွတ်သာအတူရှင်ရဲနေထိုင်ရမယ်ဆိုတဲ့ဟာကိုသူကထရမ်ကချပိတ်လိုက်တယ်လို့ကျွန်တော်တော့ကျွန်တော်အားလိုပဲမြင်တယ်ဆိုတော့ဒါပေမဲ့တစ်ချိန်တည်းမှာပဲ Elon Musk မှာဟို Elon Musk ကိုပြောတဲ့အခါမှာ Elon Musk ကလည်း Trump ရဲ့ဒေါ်နာပဲเนาะ American သမားအစဉ်ဆက်တွေအကုန်လုံးကဒေါ်နာတွေနဲ့ပဲ ရှင်းတန်းရတာဖြစ်တယ်။အီလွန်မတ်စ်ကဒီနေ့ဒီချိန်မှာ Trump ရဲ့ campaign စတဲ့ channel စာပြီးတော့1 million dollar ဒေါ်လာတစ်သန်း campaign တွေကိုသူကကြောင်းညာတယ်သူဝယ်ပေးခဲ့တယ်သူဖြစ်တယ်။ဆိုတော့ Trump ကသူ့ကိုလည်းအင်ဗီရွန်မဘလို့ဆက်ဆံတယ်သူ့ကိုဘလို့ပြောင်းစားတယ်ဆိုတော့ကျွန်တော်တို့မြင်နေရတာဖြစ်တယ်ပေါ့နော်။ဆိုတော့အဓိကအချက်၃ချက်ကိုကျွန်တော်ထင်တယ်ဒီ Trump အစိုးရကလက်ခံတယ်။ဘာလဲဆိုတော့ waste ဖြုံးတီးတဲ့ကိစ္စ။နောက် fraud လိန်လေချစားတဲ့ကိစ္စနော် abuse လုပ်တဲ့ကိစ္စအဲ့ဒါအလွဲသုံးစားလုပ်တာအာနာကိုသုံးပြီးအလွဲသုံးစားလုပ်တဲ့ကိစ္စတွေအဲ့ဒါတွေကိုဖြတ်မယ်ဆိုတဲ့ကိစ္စမှာတော့ principle ရသဘောတူတယ်ဒါပေမဲ့ elements လုပ်တာကအယံကို extreme ဖြစ်လွန်သွားကြည့်တယ်အယံကိုပြင်းထန်လွန်သွားကြည့်တယ်အဲ့သူတို့ပြောတာ chainsaw approach လို့ခေါ်တာပေါ့ဘာလို့ခေါ်မလဲဆိုတော့ chainsaw approach ကလွှာစမ်းတဲ့ဖြတ်တာပေါ့ သူကတော့ Elon Musk ကပလတ်စတစ်ကန်ပြီးတက်လာတာမျိုးတွေလောက်ပြရတယ်ပြောအဲ့ဒါဒီမှာဒါတကယ်လိုအပ်သလားဆိုတော့ state department အောက်မှာရှိတယ် USA က state department အောက်မှာရှိတယ်ဟဲ့လားဝန်တမ်းပေါင်း1500ဖြုတ်တဲ့ကိစ္စအဲ့ဒါကိုသွားပြီးတော့ဟဲ့လား Rubio ကိုသွားပြီးမင်းဘယ်သူမှ fire မလုပ်ရသေးမဖြုတ်ရသေးလို့ပြောရင်ဟိုဘက်ကလည်းဖြုတ်စရာဘယ်သူရှိလဲသူကုန်ဖြုတ်ပြီးသွားပြီပြန်ငှားရမှာလို့ပြန်မေးတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေကလည်းကျွန်တော်တင်နေအရင်စိတ်ဝင်စားဖို့ခေါ်ပါတယ် ဒါကြောင့်လည်းကျွန်တော်ထင်တယ် Trump ကသူတို့နှစ်ယောက်ကျွန်တော်ဝင်ပြီးတော့ cease fire လုပ်ပေးခဲ့ရတာပေါ့အဲ့ပြန်ကြည့်မယ်ဆို Trump ရဲ့ first down ကိုပြန်ကြည့်မယ်ဆိုရင်တော့မှလူဘလောက်ဖြုတ်ခဲ့သလားလူဘလောက်တနည်းပဲခံတာတွေရှိတယ်နည်းနည်းပဲခံတာတွေရှိတယ်ဒီနေ့မှာပဲကျွန်တော်တို့မျောလင့်ထားသလိုပဲ Elon Musk နဲ့ဟလာ Rubio နဲ့တခြားဝင်ကြီးတွေရဲ့အကွဲအပြဲတွေစတွေ့နေရပြီလို့ပြောလို့ရပါတယ်ဟုတ်ပါတယ်ဟိုကောင်းတော့ပြောလို့မျိုးပဲတကယ်တမ်းကတော့ Elon Musk ကစီးပွားရေးတမှာ အစ်စ်ပေါ့စီဝါရီမှန်းမှုလေချမ်းသာဆုံးကဘာပေါ်မှာချမ်းသာဆုံးသူပေါ့လေဆိုတော့ तू ကတော့စီဝါရီတွတ်တွတ်မှာပဲဟုတ်တယ်မလားဒီအဲ तू ခုနကလိုမျိုးလှူဒန်းလိုက်ရတဲ့အရင်နှစ်ရနေပြီးတော့ဘာတွေပြန်ရနိုင်မလဲဆိုတာကိုတွတ်မှာပဲဒါမှမဟုတ်ခုနကမာကိုရူဘီယိုကတော့တကယ် Republican နိုင်ငံကြီးတမ2017ထဲကဒီ Florida ရဲ့ Senator ဟုတ်လားအဲနောက်ပြီး2016မှာလဲ Republican တမရလောင်ဝင်ပြိုင်ပြီးတော့ Trump ကိုရှုံးခဲ့တာ။ဆိုတော့တကယ်နိုင်ငံရေးသမားစစ်စစ်ပေါ့ ဒါပေမဲ့အခုအဲ့လိုမျိုးပေါ့ခုနကကျွန်တော်တို့ဆွေးနွေးကြတဲ့အတိုင်းပဲအဲရူဘီယိုကအခုအရောပြန်ပြီးတော့ကျွန်တော်တို့တွေ့လာနေရတယ်တိတ်ပြောမကြသေးဘူး USA ကနေပြီးတော့ဟလာ60နဲ့200ရာခိုင်နှုန်းတုံးက63လားမသိဘူးနော်မပြီးတော့ဘူး78ရာခိုင်နှုန်းပဲပြန်ပြီးမယ်ဆိုတော့ statement ထွက်လာတယ်လို့မျိုးဟလာ Ukraine စစ်ပွဲရဆိုင်ရေးမှာလဲအဲသူထွက်ပြီးတော့အခုတုံနေ ရဟိုတွေ့ရတယ်ခုနကကျွန်တော်တို့ပြောလိုမျိုးပဲဟလာဟိုဟိုအင်ဂျူရောမှာဇလန်စကီကိုဝိုင်းပြီးတော့ပြောလိုက်တဲ့ပြောဆိုလိုက်တဲ့ဟာကိုနောက်ဆက်တွဲအကောင့်ထဲခေါ်နေရတာပေါ့ဆိုဆိုဘလိုတင်လဲကျွန်တော်မြင်တာတော့လေ73000ကျွန်တော်ဖျက်ချမယ်ဆိုတဲ့ကိစ္စကတော့အဲရူဂီဘက်ကနေပြီးပြန်ပြီးတော့အီလွန်မတ်စ်ကို ပြန်ပြီးတော့အလန်သူပြန်ထောင်ပေးတာပေါ့ဆိုပြီးတော့လဲသူက X မှာ Twitter အရင် Twitter ပေါ့နော်မှာရေးခဲ့တာရှိတယ် ဟိုသူနဲ့လှုပ်လှုပ်ရအောင်အဆင်ပြေပါရပေါ့ဒါပေမဲ့ဒါဟို Elon Musk ကလည်းပြောဒါ very tough ဖြစ်တဲ့ decision တခုပေါ့နော်ဆိုအဲ့လိုမျိုးတွေသူတို့နဲ့ချာမှာပြန်ပြီးတော့ဟိုအလံပြူထောင်ကြတယ် ceasefire လောက်ကြတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဆိုတော့ Ukraine ကိစ္စကိုသွားမယ်ဆိုရင် Ukraine ကိစ္စမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဆွေးနွေးတာနဲ့ဒီနေ့ဆွေးနွေးတာကမတူပြောင်းသွားတယ်အဲ့ Trump administration ဘလောက်တောင်အပြောင်းလဲတဲ့ decision လောက်တဲ့ကောင်ဘလောက်မြန်လဲဆိုတော့မနေ့တည်ထားတဲ့တဲ့င်းကညနေမှာမှားနေပြီ ဟောင်းနေပြီဆိုတော့ကျွန်တော်တို့တွေ့ရတာပေါ့နော်ဆိုတော့ယူကရိန်းရေးမှာဆိုတော့ကျွန်တော်တို့ဒီအခုတဲ့ဒီတပတ်အတွင်းမှာလည်းကျွန်တော်တို့အစ်စ်တွေအစ်စ်တွေအများကြီးတွေ့ရတယ်တစ်ကတော့ထရမ့်ကနေပြီးတော့သမ္မတဇယ်လင်စကီနဲ့ဖြစ်ခဲ့တဲ့အင်ဂျီရောရန်ပွဲအင်ဂျီရောရန်ပွဲမှာပြီးနောက်ပိုင်းမှာတော့သူကဒီ military assistant တွေဖြုတ်ခဲ့တယ် military assistant ဖြတ်ခဲ့ခဏကြီးဆိုင်းတယ်ပြဆိုင်းတယ် post ထုတ်တာ post ရဆိုတာထဲမှာ intelligence ပါ intelligence ဆိုတာပြောချင်တာတော့ဒီ American ကနေပြီးတော့ Ukraine ကိုပေးတယ်ထောင်လိုင်းအေးမြေပြင်တွေနဲ့ဂျိုရုတပ်ပုံတွေ ဒါတွေကိုပေးတဲ့ကိစ္စရက်ဆိုင်ခဲ့တယ်ပြီးတော့ခြားစစ်လက်နက်အကူအညီတွေကိုရက်ဆိုင်ခဲ့တဲ့ကိစ္စပါဒါပေမဲ့တမန်ဇယ်လင်စကီကနေပြန်ပြီးတော့အစာပြန်ရေးတဲ့အခါမှာတောင်းပန်တဲ့အခါမှာတော့အခုဆိုရင်အခြေအနေတွေကတစ်ဖက်ကိုပြန်ပြီးတာလာတာကျွန်တော်တို့တွေကဘာတွေ့ရလဲဆိုတော့ Saudi Arabia မှာ American နိုင်ငံသားဝင်ကြီး Rubio ကိုယ်တိုင်သွားတယ်သူ့အခြေစွမ်းကိုကျွန်တော်ပြန်တွေ့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ အင်ဂျူရမှာလွတ်ရင်ပို့ပြီးတော့ဆိုးွားတဲ့အခြေအနေဖြစ်မှဖြစ်ရတဲ့ကြောင်းသူတို့က sorry အာဒီပြောက်ယူပြီးအဲ့နေမှာကောက်ထပ်ပြီးတော့ဟလာအဲဒီဒီ Ukraine နဲ့ America ရဲ့ဆွေးနွေးပွဲမှာတော့သူတို့အဖြစ်ထွက်သွားတာတလရှိမယ်ပြပောင်း30ကြာမယ်သူ cease fire ပြစ်ခတ်ရဲ့စေဖြစ်မယ်အဲ့ဒါဒီဘက်ကသဘောတူလိုက်သဘောတူလိုက်ပြီနောက်ပြီးတော့ intelligence လို့ခေါ်တဲ့ဒီထောက်လိုင်းထောက်လိုင်းတရင်တွေရှင်းနေ image တွေတပ်ပုံတွေဂျေရုတပ်ပုံတွေဂျေရုတရင်တွေပြန်ပြီး share မယ် ီးတော့စစ်လက်နက်အကူအညီတွေပြန်ပြီးတော့ပေးမယ်ဆိုတာမျိုးတွေ့ရတာပေါ့နော်ပြီးတော့အထူးကြတာပါလဲပြောလဲဆိုတော့ရူရဲပါပြောလဲဆိုတော့ဒါတွေအကုန်လုံးကတော့ကျွန်တော်တို့ဘက်ကသဘောတူပြီးပြီအဲ့တော့ပူတင်ရုရှားဘက်ကနေပြီးတော့တမန်ပူတင်ဘက်ကဘာဆုံးဖြတ်မလဲဟလာဘောလုံးသူဘက်ကပြန်ပို့လိုက်ပြီသူဘာလို့မှလဲဆိုတော့သူကအမေရိကန်ဘက်ကပြန်ပြီးတော့မေးခွန်းထုတ်ဒါကြောင့်လည်းတခြားဒီစောင့်ကြည့်လေ့လာတဲ့သူတွေတခြား administration မှာလုပ်ခဲ့တဲ့ American နိုင်ငံသားဝင်ကြီးအဟောင်းတွေ ကပြောကြဒါ foreign policy in revolution လို့ပြောတာပေါ့နော် foreign ဒီချင် American foreign policy ကတကယ်ကို revolution ဖြစ်နေတယ်ပေါ့တကယ်ပြောင်းလဲတဲ့အရင်မြန်လောကကြီးတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့တွေ့ရတာပေါ့ဆိုတော့ဒီနိုင်ငံကြီးဝန်ကြီးမာကိုရူဘီယိုရဲ့ဟလာအာသူ့ရဲ့ original ကိုကြည့်မယ်ဆိုလို့ရှင် China နဲ့ Russia ပေါ့နော်သူကတကယ်အဲ့လိုမျိုး ဟိုစန့်ကျင်တဲ့လူပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့အခုကတော့တရုတ်ကိုသူဥမလဲနိုင်သေးဘူးရုရှားကိုအဲရုရှားဆိုတာထက်ကိုအဲ့လိုမျိုးပေါ့နော်ဒီယူကရိန်းစစ်ပွဲရဲ့ဆဲကြီးကိုသူဦးစားပေးနေရတယ်လို့ပြောရမှာပေါ့နော်ဒါမှမဟုတ်လည်းအဲ့လိုမျိုးဟို MPR ရဲ့တည်င်းတပုတ်အရာဆိုလို့ရှိရင်တော့အခုထိုင်ဝမ်ကိုပေးနေတယ်အမေရိကန်ပေးနေတယ်ကာဝေးကြီးထောက်ပံ့ဈေးရိတ်အမေရိကန်ဒေါ်လာအဲတန်း890ကို ခုကတော့ပြန်ပေးနေတဲ့ဆိုတဲ့တဲ့င်းကတော့ရှိသလိုမျိုးတိတ်မကြသေးဘူးတရုတ်ခုနောက်ကဒီကုံသွဲကုံဟိုထရမ့်ကနေပြီးတော့ဆရာကြီးနှုံးမဲ့ထားတာနေ၂ဆန်ရာရာကြီးနှုံးတီဒီကုံသွဲကုံနေတိုးလိုက်တဲ့အဲတဲ့င်းထွက်လာပြီးတိတ်မကြသေးဘူးလားတရုတ်နိုင်ငံရဲ့ဝင်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကကုံသွဲရေးစစ်ပွဲမှာမဟုတ်ဘူးဟုတ်လားပြီးခဲ့တဲ့ကျွန်တော်တပတ်တော်ကလည်းပြောလိုက်သေးတယ်ကုံသွဲရေးစစ်ပွဲမှာမဟုတ်ဘူးတရုတ်ကပြောတာဘယ်စစ်ပွဲမှမဆိုအစင်းသင်းရှိတယ်လို့ အဲပြောလိုက်တာကိုကြားရုံနဲ့မကောက်ချက်ချင်းမဲ့နောက်အဲ့လိုမျိုးအမေရိကန်ကာကွယ်ရေးဝန်ကြီးဖိတ်ဟက်ဆိုက်ကလည်းသူတို့ကလည်းစစ်ပွဲအတွက်အဆင်သင့်ရှိတယ်ဆိုပြီးပြန်ပြောတာကိုတွေ့ရတာဆိုတော့ဒါပေမဲ့စစ်ပွဲကိုတော့မတိုက်သေးဘူးပေါ့နော်ဒါပေမဲ့စကလုံးနေနဲ့စပြီးတော့စစ်ထိုးနေကြပြီလို့ပြောရမှာပေါ့နော်ဟာကျွန်တော်မြင်တော့လေဒီပနားမားကိစ္စကိုပြန်ကြည့်မယ်ဆိုပနားမားရဲ့အဓိကပြစ်မှတ်ကပနားမားမဟုတ်ဘူးတရုတ်ပေါ့ ဆိုတော့ तू ကတော့ချိန်ထားတာတရုတ်ကိုချိန်ထားဒါပေမဲ့ပြောင်းအောင်ဖြည်းဖြည်းချင်းလှည့်လာတာကျွန်တော်တို့မြင်ရတာပေါ့နော်ဆိုတော့တရုတ်ကလည်းကျွန်တော်ထင်တယ်ဒီ Indo Pacific မှာသူ့စီကိုလာမယ်သူကအဓိက target ဖြစ်တယ်ဆိုတော့တရုတ်ကလည်းအဲ့ဒါနဲ့ပတ်သက်ပြီးအများကြီးတွက်ထားပေးတာဖြစ်တယ်ထူးခြားတာတော့တရုတ်နိုင်ငံကြီးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကထွက်ပြီးတော့ပြောတဲ့ကိစ္စဒါကတော့ သူတို့ကစကလုံးရွေးချယ်မှုอ่ะစာအသေးချာရွေးချယ်ပြီးပြောတာဆိုတော့လေမြည်သည့်စစ်ပွဲမျိုးမဆိုဆိုတဲ့ကိစ္စကပါသွားပြီဆိုတဲ့တရုတ်ဘက်ကလည်းဘာတွေပြင်ထားတယ်လဲဆိုတာမျိုးကျွန်တော်တို့ပြောမှာပေါ့နော်တရုတ်နိုင်ငံရဲ့ဝန်ကြီးဝန်ကြီးရဲ့ဒီမက်လာခွန်နီယန်နီကလုပ်တဲ့သတင်းစာရှင်းလင်းပွဲကိုပြန်ကြည့်မယ်ဆိုရင်ဟလာငင်းငန်းစွာအတူရှင်တွဲနေထိုင်မှုကိစ္စကိုပြောတယ်ပြီးတော့မျက်နှာနှစ်ခုမထားဘူးကိစ္စကိုအမေရိကန်ကိုတတိပေးတယ်ပြီးတော့ law of the jungle လို့ခေါ်တယ်ဒီတောရိုင်း ဥပဒေပေါ့နော်အဲအာဏာကြီးတဲ့သူပါဝါကြီးတဲ့သူခွန်အားကြီးတဲ့သူဟာနိုင်တဲ့ပွဲဖြစ်လို့မရဘူးဆိုတဲ့ကိစ္စမျိုးသူကနေ warning ပေးတာ warning ပေးတယ်ဆိုတာတတိပေးတာပေါ့သူတတိပေးရတာ US ကိုတတိပေးတာပေါ့ Trump ကိုတတိပေးတာပေါ့နော်ဆိုတော့တရုတ်ဘက်ကလည်းသူဘက်ကသူပြင်ထားရရှိတယ်အမေရိကန်လည်းဒီ fentanyl ဟာလာမှုရစီဒီအမေရိကဝင်ရောက်တဲ့ကိစ္စတွေကစသူတရုတ်ကို ပြစ်တင်ထားတာတွေအများကြီးရှိတာ publicly ပြစ်တင်ထားတဲ့ကိစ္စတွေပေါ့နော်ဆိုရင်ကျွန်တော်မြင်လာတာဒီဒီဒီဘူညီနိုင်ငံရေးဝန်ကြီးဝန်ကြီးမြန်မာပြည်နဲ့လည်းမဆိုင်ပါဘူးသူပြောတာအဓိကတော့ဒီဒီ global south လို့ပြောချင်တယ်ထင်တယ်ကျွန်တော်နားလည်တာကတော့ဒီတရုတ်နိုင်ငံပါဝင်ကမ္ဘာတောင်ပတ်ချမ်းလို့သူပြောသွားတယ်ဒီကနိုင်ငံနေရကလိုနီနယ်ချဲ့ဝါဒနဲ့ရောခုနဘူလီလောက်တာရောလွမ်းခြုံစိုးမိုးမှုဝါဒပေါ့ဘူလီလောက်တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ တိုက်ဖြတ်ခဲ့တယ်ဒါတို့တိုက်ဖြတ်ခဲ့တဲ့သမိုင်းကြောင်းတွေရှိပါတယ်ဆိုပြီးတော့သူကပြောသွားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဇာဒါကြောင့်ဒါကြောင့်ဒီအဲ့နိုင်ငံတွေနဲ့အဲ့ global south ဆိုခေါ်တယ်ခုနကကမ္ဘာတောင်ပတ်ချမ်းနိုင်ငံတွေဆိုမြန်မာနိုင်ငံလည်းပါတာပေါ့နော်အဲ့နိုင်ငံတွေနဲ့အတူသမိုင်းဆန်မျက်နှာကိုလည်းသူဖွင့်ပြီးရေးသွားမယ်ပြီးတော့အဲ့နိုင်ငံတွေကဒီသူပြင်တော့ဒီအမေရိကန်ရဲ့လွှမ်းမိုးမှုကိုလက်မခံဘူးဆိုတာမျိုးလဲသူကအဓိကတာပြောတော့တာတွေ့ရတယ်ဆိုရင်တော့ကျွန်တော်တို့ကဟလာတရုတ်က ထရမ့်ဆိုတာနဲ့ဘာတွေပြင်ထားသလဲဆိုတာကျွန်တော်တို့မကြခင် တွေ့ရမယ်ပြီးတော့အဲ့လိုပြောတဲ့အချိန်မှာပဲမကြသေးခင်ရပဲဒါကျွန်တော်တို့မြန်မာနိုင်ငံမှာပြန်ကြည့်မယ်ဆိုရင်လည်းစစ်ကောင်စီကောင်းဆောင်ရဲ့ရုရှားဘယ်လာရုစ်ခီးစဉ်ပြီးပေါ့ကြောင်မင်းကြွမင်းတွေတွေ့တဲ့ပြီးပါဟဟလာဒီတရုတ်အထူးတန်တမန်ဒိန်းရှူချန်မြန်မာပြည်လက်ပတ်တဲ့ခီးစဉ်တွေဟာဒါနှစ်နိုင်ငံဆက်ဆံရေးတွေမဟုတ်ဘဲနဲ့ဒီနေ့ပြောင်းလဲနေတဲ့ကမ္ဘာရဲ့နိုင်ငံရေးအခင်းအကျင်းတွေလည်း ဒါကြောင့်ပတ်သက်နေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်။ဟုတ်ကဲ့ကိုအောင်စောခုလိုမျိုးရှိရှိဝူးဝူးနဲ့ကြဲ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 သုံးသပ်ပေးသွားတာကျေးဇူးပါဗျာ။ရှိရှိဝူးဝူးကျေးဇူးပါနော်။ကျေးဇူးပါကိုရဲ့နေကျေးဇူးပါ